င်လယ်ကူးခရီးသည်တင်တင်ပေါ်တစီနဲ့တိုက်မိပြီးနစ်မြုပ်ခဲ့တဲ့ငါးသားလီပေါ်ကမြန်မာတွေအပါအဝင်အဖွဲ့သားအားလုံးကိုဘေးကင်းကင်းနဲ့ကယ်ဆယ်နိုင်ခဲ့ကြောင်းထိုင်းအာဏာပိုင်တွေကထုတ်ပြန်ပါတယ်။ထိုင်းပင်လယ်ကွေ့ထဲမှာမတ်လ9ရက်နေ့မနက်အစောပိုင်းတုန်းကငါးပန်းလေဟာပင်လယ်ကူးတင်ပေါ်ကြီးတစီနဲ့တိုက်မိခဲ့တာပါ။အခင်းဖြစ်ပွားတဲ့နောက်လှေလုတ်သားတယောက်ကဂျိုဒုဆက်သွယ်ရေးဖုန်းအသုံးပြုဆက်သွယ်ခဲ့တဲ့အတွက်အဲ့ဒီငါးဖမ်းလေဒုက္ခရောက်နေတဲ့အကြောင်းကိုလှေပိုင်ရှင်ကသိရှိခဲ့ပါတယ်။ အဲ့ဒီနောက်သူကထိုင်းရေချောင်းဦးစီးကုတ်ကဲမှုဌာနစီကိုထပ်ဆင့်အကြောင်းကြားပြီးအကူအညီတောင်းခံခဲ့တာပါဂျိုဒူဖုန်းနဲ့ဆက်သွယ်ချိန်မှာလှေလုတ်သားကသူတို့ရဲ့လှေဟာစွန်ခလာနခွန်စီတာမာရက်ကံယူတန်းနဲ့ရေမိုင်း80 80ဝန်းကျင်အကွာမှာနှိမ့်မြုပ်လူနေပါဖြစ်နေတယ်လို့သတင်းပို့ခဲ့ပါတယ်ထိုင်းနိုင်ငံသားတဦးလှေဦးစီးတာဝန်ယူထားတဲ့ငါးဖက်လှေပေါ်မှာထိုင်း၃ယောက်မြန်မာ၃ယောက်နဲ့ကမ္ဘောဒီးယား၃ယောက် စုစုပေါင်းလှေအဖွဲ့သား၉ယောက်အလုလုကြတာပါ ဒီအကြောင်းကြားမှုကိုလက်ခံရရှိပြီးတဲ့နောက်ဌာနဟာလှေကိုရှာဖွေဖို့မစ်ရှင်ကိုချက်ချင်းအစပြုခဲ့တယ်လို့ဆိုပါတယ်။မတ်လ9ရက်နေ့မနက်7:00နာရီဝန်းကျင်မှာတော့ရေတက်ရဟတ်ရင်တစ်စီးကအဲ့ဒီ9ရောက်စလုံးကိုပင်လယ်ထဲကနေဘေးကင်းကင်းနဲ့ကယ်ထုတ်နိုင်ခဲ့ပြီးစွန်ခလာရေတက်စခန်းစီပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီ9ဖန်းလေဟာမတ်လ8ရက်နေ့ကမှစွန်ခလာကနေပင်လယ်ထဲကိုထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ပင်လယ်ကူးသင်းဘောနဲ့တိုက်မိပြီးတဲ့နောက်မကြခင်မှာပဲလှေဟာနင်းမြုပ်သွားခဲ့တယ်လို့သိရတာပါ။ ဒီအခင်းဖြစ်ပွားမှုမှာပအဝင်ပတ်သက်ခဲ့တဲ့ပင်လယ်ကူးသင်းပေါ်ရဲ့နမေကိုမထုတ်ပြန်သေးသလိုငါးဖက်လေနဲ့တိုက်မိခဲ့တယ်ဆိုတာကိုရောအဲ့ဒီရေရင်ရဲ့အမှုတန်းတွေကသတိထားမိခဲ့သလားဆိုတာကိုလည်းတိတိကျကျမသိရသေးပါဘူးရှင်